င်္ဂလာပါတီချာတီနာဖြစ်ပါတယ်တီချာတီနေ့တင်မှာက grade 10 maths ရဲ့ chapter 1လေးတင်နေတာ exercise 1.3ရဲ့ကျန်နေတဲ့ပုံစံတွေက number 4လေးကိုကြည့်မှာဖြစ်ပါတယ်ဒီချက်က grade 10 11 grade 12 maths ကိုပညာဒါနသင်ပေးနေတဲ့ channel ဖြစ်ပါတယ်အဲ10ပြီးတဲ့ကလေးတွေက11 11 11ပြီးတဲ့ကလေးတွေက12ကိုအစဉ်ဆက်ဆက်ဆက်ပြီးတော့မှတီချာရဲ့ playlist ထဲမှာ channel playlist ထဲမှာဇက်တိုက်လေးလာသွားနိုင်ပါတယ်10 11 12ကလေးတွေအားလုံးအဲနှိစက်ရဖို့လေလိုအပ်တဲ့ဆွဲ share ပေးနိုင် ပါတယ်။ကြဟုတ်ပြီ။အဆိုတိချက်ကအခု number 4လေးကိုကြည့်မှာပေါ့နော်။ exercise 1.3ရဲ့ number 4။အဲ့တော့ number 4မှာက find the slope of an y intercept ဆိုတော့ find the slope မေခွန်းတဆင့်ခြင်းစီကြည့်မယ်နော်။ အဆင့်ချင်းစီဆိုတော့ find the slope လို့ပြောလိုက်တော့ slope တန်ဖိုးကိုရှာပါဆိုတော့နံပါတ်1အဆင့်က m ကိုရှာခိုင်းတယ်နော်နံပါတ်2အဆင့်က n နဲ့ပြီးတော့ y intercept y intercept ဆိုတာဘာတူလဲ c ကိုပြောတာနော် c ကိုရှာပါတဲ့ပြီးရင် for the following equation အောက်မှာပေးထားတဲ့ညီမျှချင်းနော် equation ညီမျှချင်းညီမျှချင်းကနေပြီး m နဲ့ c နဲ့ကိုရှာတဲ့ n နဲ့ပြီးတော့ sketch sketch ကခဲပုံချမ်း ်ခဲချစ်ပုံချမ်းကိုတဲ့ their graph သူ့ရဲ့ graph အတွက်တဲ့ခဲပုံချမ်းလေးကိုဆွဲပြီးတဲ့အဲ့ဒါဆိုရင်ဒီချက်လူက3ဆင့်ပေါ့နော်မိကွန်း3ဆင့်နံပါတ်1က m မေးတယ်နံပါတ်2က c မေးတယ်နံပါတ်3က graph ပုံဆွဲခိုင်းတယ်နော်ကဲအဲ့ဒါဆိုရင်နံပါတ်1အနေနဲ့ဒီချက်လူ y ပြန်ကူးမယ်နံပါတ် a လေးက y = x minus 2လို့ပေးထားရင်ဒီချက်လူက equation သိပြီဆိုရင် m နဲ့ c နဲ့သိကျင်တယ်ဆိုရင်မလုပ်ပြရလဲဒီ မြင်းဖြောင်းရဲ့ equation နဲ့နှိုင်းရှင်ရတယ်เนาะမြင်းဖြောင်း equation ကပါလဲ the equation of the line equal to y equal to mx plus c เนาะအဲဆိုတော့သူ့ရဲ့ formula ကဘာနဲ့နှိုင်းရှင်မှာလဲ y equal to mx plus c နဲ့နှိုင်းရှင်မှာဒါဆိုရင်ဒီမှာ y equal to x minus 2ဆိုတော့ဟိုတချို့ x ရဲ့ရှေ့မှာမြောက်ဖို့ခင်ရဘယ်လောက်ရှိတာလဲ2 1ရှိတယ်เนาะ1ရှိတယ်ဒါဆို m tan polya ဘယ်လောက်ဖြစ်မှာလဲ1ဖြစ်မယ်เนาะတခါ c နေရာမှာကဘယ်လိုရှိမှာလဲ -2 ရှိမယ်အဲ့ဆိုတချို့ကနှစ်ခုတည်သွားပြီเนาะ m ကဘယ်လောက်လဲ m က1เนาะ c ကကျတော့ဘယ်လောက်လဲ -2 ကဲဟုတ်ပြီအဲ့ဒါဆိုနံပါတ်1နဲ့2အဆင့်ပြီးသွားပြီနံပါတ်3က grab ဆိုရတဲ့ဒါဆိုမနေ့ကတိချရူတင်ခဲ့တဲ့နံပါတ်3လို့ပဲမြင်းဖြောင်းလေးကိုပေးထားတယ်နော် y နဲ့ x ပေါ်မှာ power ကတစ်ထပ်အထညွန်တစ်ထပ်ရှိတယ်ဆိုရင်နော် x ကို0ပေးကြည့်ရင် y ဖြတ်မှတ်ရမယ် y ကို0ပေးကြည့်ရင် x ဝင်ယူဖြတ်မှတ်ရမယ်နော် x 0ဆိုရင် y အဲ့တော့ x0 နဲ့ y ဝင်ယူနဲ့ဝင်ယူဖြတ်မှတ်လေးကိုရှာလိုက်မယ်။ဒါဆိုရင်တချို့ကမနည်းအားလိုပဲ when ပေါ့နော် x equal to อ่ะ0ဖြစ်မယ်ဆိုရင်ဒီကျွန်တော်ဒီ equation မှာလာထည့်မှာเนาะ x tan 0ဆိုရင် y equal to x နေရာမှာ0 2เนาะဒါဆို y equal to ဘာရအောင်လဲ -2 ရမယ်เนาะ x က0ဆို so y က -2 ဒါဆိုဒီကျွန်တော်ရဲ့ point ကဘာဖြစ်မှာလဲ0 -2 တပွိုင်းเนาะတခါနောက်တစ်ခု when x y equal to 0 နော် y ကို0ပေးမယ်ဆိုတော့အဲ့ဒီ equation ကိုပဲ y 0ဆိုရင် x 2 0ဖြစ်မှာ y နေရာမှာ0ထည့်မှာနော်အဲ့ဆိုတော့ x 2က0ဆို2ကိုပဲရွှေ့လိုက် x d 2ရတယ်ဒါကြောင့်မလို့ x 2အဲ့ဆိုတော့သူ့ရဲ့ point ဒီ x အရင်ရေးရတာဖြစ်တဲ့အတွက်2,0ဒါဆိုတိကျတော့နောက် point ရတာဖြစ်ရင်ပုံဆွဲလို့ရသွားပြီနော်အဲ့ဆိုတော့ point ချမယ် point ချမယ်ဆိုတော့ x နေရာမှာပထမ0ကောမ -2 နော်ဆိုတော့ x က0 y က -2 ဆိုတော့အောက်ဖက်ဆင်းမယ်နော်အောက်ဖက်ဆင်းဆိုတော့ဒီချက်အနီးနဲ့ချပြမယ် -2 မှာရှိမယ်ဝင်ရိုးပေါ်မှာရှိမယ်နော်အဲ့ဒီဝင်ရိုးပေါ်မှာရှိမယ်ဒါလေးရပါလဲ0ကောမ -2 နော်ဒါတက point ဒုတိယတက point ဒီ2ကောမ0ဆိုတော့ x ဝင်ရိုးပေါ်မှာ2ကိုထောင်း y က0ဆိုတော့ဘယ်မှာပဲရှိမှာလဲဒီ2လေးမှာပဲရှိမယ်ဒါက 2 comma 0အဲ့ဒါဆိုတီချာတို့ကအဲ့ဒီနှစ်မှတ်ကိုဘာလုံးလိုက်ရသွားပြီလဲဆက်ဆွဲလိုက်ရင်ရသွားပြီနော်ဟုတ်ပြီဒါလေးကိုတီချာတို့ဆက်ဆွဲလိုက်ပြီဒါဆိုရင်ဒီဘက်ကိုမြားကောင်းတက်မယ်ကြိုက်တဲ့လောက်ဆက်ဆွဲလို့ရလို့နော်မကန့်တတ်ထားဘူးဒီပေးထားတဲ့တီချာတို့ရဲ့ equation လေးဒီဘသူအတွက်ဆွဲထားတာလဲ y equal to x minus 2အတွက်နော်ဒါလေးကရသွားပြီ ပြဟုတ်ပြီအဲ့ဆို A ရပြီဆို B ဆက်ကြည့် B မှာလဲခုနအတိုင်းပဲဘာနဲ့နိုင်ရှင်းမလဲဆိုတော့ y equal to mx plus c နဲ့နိုင်ရှင်းဒါဆိုရင် m တန်ဖိုးဘလောက်ရမလဲ minus 3เนาะ m equal to d minus 3 c တန်ဖိုးဘလောက်ရမလဲ minus 3ပဲเนาะအဲ့ဆို c equal to minus 3ဒါဆိုရင်အခုတခြားလို့ရသွားတာဒီ slope တန်ဖိုးလဲရပြီ c ကလည်း -3 ရပြီเนาะအဲ့ဆိုရင်ဒီမှာစာနဲ့ရေးချင်း slope m equal -3 လို့ရေးလို့ရတယ်เนาะ slope m equal to -3 ပြီး y intercept အဲ့လိုရေးပြလို့ရတယ်เนาะဒါသူ့မေးခွန်းအတိုင်းပေါ့ slope m equal to ဒီပါလေ slope m equal to -3 ပြီး y intercept equal to minus 3လိုလေးစာနဲ့ရေးချင်လဲရတယ်ဒီသင်္ကေတနဲ့ပဲရေးလဲရတယ်ဒါကတော့ကိုကြောင်းပုံမူတည်ပြီးကိုကြောင်းကဆရာရေးခိုင်းတဲ့ပုံမှာမူတည်ပြီးတော့အပေါ်ကသင်္ကေတနဲ့ရေးလဲမှန်တယ်စာနဲ့ရေးချင်လဲမှန်တယ်အတူတူပဲနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုတချို့တို့ကဒါရပြီဆိုရင်ခုနကလိုမျိုးဖြတ်မှတ်ရမယ်ဆိုရင် x ကို0ပေးလိုက်နော်ဒါဆိုတော့ when x တန်ဖိုးက0ဆိုရင် x က0ဆိုဒီမှာလာထက် y equal to minus 3 into x နေရာမှာ0 minus 3ဒါဆိုဒါ0 0ဆို y တန်ဖိုးဘယ်လောက်ရသွားမလဲ minus 3ရမယ်နော်ဆိုတော့ y equal to minus 3တခါနောက်တခါဘယ်သူ့ကို0ပေးမလဲ when y equal to 0 y ကို0ပေးမယ်ဆိုရင်ဒီ sheriff ရဲ့ equation လေးဒီ y နေရာမှာ0ဆို minus 3x minus 3 equal to 0ဖြစ်မှာ ။ဒါဆိုဒီ -3 ကိုဒီဘက်ပို့လိုက်ရင် +3 ဆိုတော့ -3x 3ဒီမြောက်ထားတဲ့ -3 ကိုဟိုဘက်ကိုသွားစားသွားစားလိုက်တော့ x ဒီ3 by -3 3နဲ့3နဲ့ကြည်တော့ -1 เนาะဒါဆိုဒီချေတို့ရဲ့ x ကမ -1 ဆိုတော့ချေတို့ point ရတာဒီပထမတစ်ပိုင်းကဘာဖြစ်မလဲ 0, -3 ဒုတိယတပွိုင်းက -1.0 เนาะအဲ့ဒီနှစ်ပွိုင်းကိုနေရာချမယ်ပထမတပွိုင်းကဘာလဲ0ပုံမှာ -3 ဆိုတော့ x က0 y က -3 ဆိုတော့အောက်မှာရှိမယ်ဒါလေးဒါက0ပုံမှာ -3 เนาะကဲဟုတ်ပြီနောက်တစ်ပွိုင်းက -1.0 ဆိုတော့ x က -1 y က0ဆိုတော့ x ဝင်ရိုးရဲ -1 မှာပဲရှိမယ်ဒါက -1.0 ရလာရင်ဒီချက်တော့အဲ့ဒီ2 point ကိုမလုပ်ပေးမလဲဆက်ပေးမယ်။အဲ့ဒါလေးဆက်ပေးလိုက်။ရပြီဆိုရင်ညာကောင်းတက်မယ်။သူအတွက်လည်းမျှကောင်းတက်မယ်ပြီး equation တက်ပေးမယ်နော်ဒီ equation ဒီဒီ line ကဘာလို့ဆွဲထားတာလဲဆိုတော့ y equal to minus 3x minus 3အတွက်ဆွဲထားတာဖြစ်တယ်။ရပြီလား နော်ဒါဟုတ်ပြီဒါဆိုပုံမှန်တော့ဒီချက်တို့ x ဝင် u တန်ဖိုးတို့ y ဝင် u တန်ဖိုးတို့တတ်ရမယ်နော်ပြီးရင်အလယ်မှာ0တို့အဲ့လိုလေးတတ်ပေးရမယ်အဲ့ဒါဒီပါမှမှန်တယ်နော်အဲ့လိုမျိုးအပြည့်အစုံဆွဲပေးမှရမယ်ပြန်ဒီ line လေးတွေမှာမြားကောင်းလေးတွေတက်ပေးရမယ်ကြည့်ဟုတ်ပြီအဲ့ဒါဆိုဒီချက်တို့ဒါ b ရသွားပြီ b ရသွားပြီဆိုတော့ c ဆိုတော့ c ကိုလည်းနှိုင်းရှင်း y equal to mx plus c ဆိုတော့ y ကဘယ်လောက်လဲဒါ m ကဘယ်လောက်လဲစာနဲ့ရေးဒီချဲတော့အတူပဲရေးလိုက်တော့မယ် slope m လို့မရေးပြီးတော့ဘူးเนาะ m equal to the 1.2ဖြစ်ပြီးတော့ c equal to the 1ဖြစ်တယ်เนาะအဲ့ဒါဆိုရင် when x tan ကို0ပေးလိုက် x ကို0ပေးလိုက်ရင် y ကဘယ်လောက်ရမလဲဒါတော့ဆိုနားလဲ y เนาะ x ကို0ပေးရင်ဒါက0ဖြစ်သွားတဲ့အတွက် y equal to 1ရပြီတခါ y ကို0ပေးမယ် y ကို0ပေးလိုက်လို့ရှင်ကျွန်တော်တို့ပုံစံ equation ကဘယ်လိုဖြစ်သွားမလဲ 1/2x 1 0ဒါဆိုရင် -1 ဖြစ်သွားမယ်เนาะကိုပဲပို့လိုက်ရင်ဆိုတော့ 1/2x -1 ဒီ2လေးကဟိုဘက်သွားမြောက်ရမှာဆိုတော့ x -2 ပေါ့เนาะဆိုတော့ when y ကို0ပေးရင် x တန်ပိုးက -2 ဒါဆို point က0.1မှာတစ် point 2.0မှာ1.0မှာ2 point เนาะအဲ့ဒီ2 point နဲ့ကျလို့ပုံဆွဲမယ်ဆိုတော့ပုံက point က point ထောင်းမယ်เนาะပထမတစ် point ကိုကြည့်လိုက်တော့ x term 4က0 y term 4က1ဆိုတော့အပေါ်မှာရှိမယ်ဒါက0.1ခဏလေးအပေါ်နားနည်းနည်းတူရေးလိုက်0.1လေးဒါလေးရเนาะကဲနောက်တစ် point နောက်တစ် point ကကြတော့ဘာဖြစ်မလဲ နောက်တစ်ပိုင်းက -2 ပုံမှာ0ဆိုတော့ x က -2 y က0ဆိုတော့ဒီမှာပဲရှိမှာပေါ့နော်ဒီမှာရှိဒါက -2 ပုံမှာ0အဲ့တော့အဲ့ဒီ2 point ကိုမလုပ်ပြီးဆက်ပြီးနော်ဆက်ပြီးဆိုတော့ချက်လို့တာလေးဆက်မယ်များကောင်းတက်မယ် being the da equation that may y equal to 1 by 2x plus 1. Now, can help me. That's a C ya be so sure D. D jaro y equal to mx plus C. No, also m below ya dodle minus 1 by 2. C 1. That's when x equals 0 pay when x equal to 0 when y equal to 0အဲ့တော့ x ကို0ပေးမယ်ဆိုရင်ရှေ့က x ော y ကဘယ်လောက်ရမလဲ1ရမယ် y ကို0ပေးမယ်ဆိုရင် -1/2x 1 0เนาะဒါဆို -1 ဖြစ်သွားမယ် -1/2x 1 2ဟိုဘက်သွားရွှေ့မယ်ညောင်းမယ်ပေါ့เนาะ minus minus ကြည့်သွားတဲ့အတွက် x 2ရမယ်ဒါဆိုဒီချက်ရပထမ point က0.1 ဒုတိယတပိုင်းက2.0ပဲဟုတ်ပြီဆိုတော့ point 1000ပထမတပိုင်း1000ဒါလေးပြန်ဖြတ်ပေးမယ်ဆိုတော့ပထမတပိုင်းကိုထောက်လိုက်ရင် x က0 y က1 y 1ဆိုတော့အပေါ်မှာပဲပေါ့နော်ဒါဆိုရင်ဒါလေးက 0, 1လေးဖြစ်မယ်နောက်တပိုင်းကကျတော့ 2, 0 x က2 y က0ဆိုတော့ x ဝင်ရဲ့2မှာပဲရှိဒါလေးက 2, 0 ဒါရပြီဆိုဒီချက်လို့ဘာလုပ်ပေးမလဲဆွဲပေးမယ်ဆက်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုတက်အပြာကောင်းတက်မယ် equation တက်မယ် y equal to minus 1 by 2 x plus 1နော်အဲ့ဒါဆိုရသွားပြီနော်ညာသွားပြီဆိုတော့ဒီရသွားပြီ e ကိုဆက်ကြည့် e ကကြတော့ like နိုင်ရှင်းမအောင်ဒီချက်တော့ဘာနဲ့နိုင်ရှင်းရမလဲသူရဲ့ equation နဲ့နိုင်ရှင်းတော့ y equal to mx plus c ပေါ့နော် y equal to mx plus c ဒါဆိုရင်သူနဲ့နိုင်ရှင်းဖို့ဒါကိုကြည့်လိုက်ဒီချက်တော့ mx plus c ပုံစံဖြစ်ပြီလားမဖြစ်သေးဘူးเนาะအဲ့တော့အဲ့ဒီပုံစံဖြစ်အောင်ဆိုရွှေ့မယ်အဲ့တော့ equation ပြန်ကူးမယ် y plus 3x equal to 3ဒီဘက်မှာ y ပဲရှိရမှာမို့လို့ y ထားခဲ့เนาะ 3x ကိုဘယ်ပို့လိုက် နော်ပြီးရင်ဒီမှာ x ဒီအရှိမရှိရမှာမို့လို့တချို့တော့အရှိမပဲထား -3x သူ့နှကိုရှိတာက3နော်ဒါဆိုရင် +3 ဆိုရင်ခုနလိုနိုင်ရှင်ရင် y equal to mx plus c ဆိုတာ m ဘလောက်ရသွားပြီလဲ m equal to -3 ဖြစ်ပြီး c equal to 3နော်ကဲအဲ့ဒါဆို m ကလည်း3 c ကလည်း3ဖြစ်သွားပြီဆိုတော့ point ဖြတ်မှတ်လေးတွေရှာမယ်ဆိုတော့ when x equal to 0ပြီးရင် y ကို0ပေးမယ် when y equal to 0ဆိုတော့ x က0ဆို equation မှာထက် y plus 3 into 0 equal to 3เนาะဒါဆိုဒါက0ဖြစ်သွားတဲ့အတွက် y တန်ကို3ရမယ်เนาะ y တန်ကို3ရမယ်ဒါက0.3တပွင့် နောက် y ကို0ပေးဆိုရင်ဘာဖြစ်သွားလဲ y နေရာမှာ0 3 8 3เนาะအဲ့ဆိုတော့ဒီက3ရာမြောက်ထားတာဟိုဘက်သွားစားမှာဆိုတော့ x 3 3ဆိုတော့ကြည်သွားတော့1ရမယ်ဒါဆို x 1အဲ့ဆိုသူကကြတော့1.0ကိုအဲ့ဒီရတဲ့2 point ကိုတခြားလို point ထောက်ပြီးဆွဲမယ်ဆိုတော့ပထမ2 point ကိုပြောမယ်ပထမ2 point က x က0 y က3ဆိုတော့ x 0မှထား y 3ဆိုတော့အပေါ်မှာရှိမယ် y ဝင်ရိုးပေါ်မှာဒါကမဖြစ်မယ်0,3เนาะ not the point not the point က1ဆိုတော့ x က1เนาะ y က0ဆိုတော့ဒီ x ဝင်ရိုးပေါ်မှာပဲရှိမယ်ဒါက1,0 ရပြီဆိုရင်အဲ့ဒီနှစ်ခုကိုဒီချက်လို့ဘာလုပ်ပြီးမယ်ဆက်ပြီးမယ် တော့မြားကောင်းလေးတက်မယ်နော်ဒီလိုမြားကောင်းတက်မယ် equation တက်မယ်ဒါဘယ်သူအတွက်ဆွဲထားရလဲဆိုတော့ y plus 3x equal to 3အတွက်နော်ဆိုတော့ e ရပြီ f ကိုကြည့်အဲ့တော့ f ရဲ့ပုံစံလေးရကြတော့ဒီလို f မှာနားလေးနော်ပုံမထည့်ထား ကဲဟုတ်ပြီအဲ့ဒါဆိုအခုဒီချက်တို့ ef ကိုကြည့်လိုက် f ကလည်းဒီချက်တို့ equation ကတန်းနှိုင်းရှင်လို့ရလားမရဘူးမရတဲ့အတွက်ပါလုံးမယ်ရွှေ့မယ် y ထားခဲ့မယ် x ကိုဟိုဘက်ရွှေ့နော်အဲ့ဆိုတော့ minus y equal to x ကဟိုဘက်ရောက်ရင် minus x plus 3နော်အဲ့ဆိုတော့ y ပဲရှိရမှာဖြစ်တဲ့အတွက် equation တစ်ချောင်းလုံးကိုဗာနဲ့မြောက်လိုက်အနှုံနဲ့မြောက်လိုက်နော်အဲ့ဆိုတော့ minus y က y x က minus က x plus 3 minus 3ဖြစ်သွားမယ်เนาะအဲ့တော့ minus 1နဲ့မြောက်တာထည့်မရေးပြလဲရတယ်တည်သွားရင်ရပြီအဲ့ဒါဆိုရင်ဒီလိုနှိုင်းရှင်လို့ရပြီ y equal to the mx plus c ဖြစ်တဲ့အတွက် m equal to the 1 c equal to the minus 3เนาะโอเคအဲ့ဒါရပြီဆိုရင် point ချမယ် when x equal to 0 when y equal to 0အဲ့တော့ x 0ဆိုရင်ဘယ်လောက်ဖြစ်မလဲ x နေရာမှာ0ထည့်ရင်0 y equal to 3เนาะအဲ့ဆိုတော့ y equal to 3ဖြစ်တဲ့အတွက် -4 လိုက်ရင် y equal to -3 เนาะ y equal to -3 ဆိုတော့0 3ဆိုတဲ့တပိုင်းရမယ်ဒုတိယတစ်ခုက y ကို0ပေးမှာဆိုတော့ x y နေရာမှာ0ထည့် equal to 3ဒါဆို x တန်ဘယ်လောက်ရမလဲ3ရမယ်เนาะ x equal to 3ဒါဆိုရင်3,0တကွာနေရာချမယ်ဆိုတော့0,3ဆိုတာ x က0 y က3ဆိုတော့အပေါ်မှာရှိမယ်ဒါလေးက0,3နောက်တစ်ပိုင်း3,0ဆိုတော့ x က3ဆိုတော့ x3 x ဝင်ရိုးပေါ်မှာ3မှာပဲရှိမယ်ဒါက3,0အဲ့ဆိုအဲ့ဒီနှစ်ခုကိုမလုပ်ပြီးဆက်ဆွဲပြီးเนาะ ဆိုတော့ဒါလေးရသွားပြီဆိုရင်ဒီချက်လို့ဒါမြားကောင်းလေးတက်ပြီเนาะမြားကောင်းလေးတက်ပြီ equation ကဘယ်သူ့ကိုတက်ပြီးရမလဲ x minus y equal to 3အတွက်လို့တွက်ပြီးရမှာရမလားပြဟုတ်ပြီအဲ့ဆိုချက်လို့ဒါနံပါတ်3လေးပြီးသွားပြီနောက်ဗီဒီယိုမှာနောက်ပုံစံလေးတွေဆက်ဆောင်ကြည့်ပြီးအားလုံးမင်္ဂလာပါ